The Department of Justice will not stand by while Chinese organized crime victimizes Americans and bleeds dry the hard earned investments of American citizens. The Scam Center Strike Force brings together a cadre of resources across agency. Our best and brightest are being brought together to attack this problem by securing our United States infrastructure by returning money to victims and by bringing these perpetrators to justice. Okay, Mingla wa ni di yapai atwa ma paw le. American ပြည်တော်စုကနေပြီးတော့ဒီ scam center strike force ပေါ့เนาะ ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးတော့ပေါ့လေဒီအဖွဲ့ကိုခုမှအမေရိကအမေရိကကဘာကြောင့်ဖွဲ့ရလဲအဲ့တော့ဒီ online ကနေပြီးတော့ဒီငွေလင်ဂိုင်းနေရဲ့ပြဿနာဟာဒီမြန်မာပြည်တည်းမှာတည်းမဟုတ်တော့ဘဲနဲ့နိုင်ငံတကာအဆင့်ထိကို ရောက်သွားလို့ဒါလင်းအမေရိကကနေပြီးအခုလိုပါဝင်လာရတယ်လို့သုံးသပ်တယ်လေ တစ်ဖက်မှာလည်းချိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ကလည်းဒီမြဝရီနဲ့အနီးဆုံးဖြစ်တဲ့မဲဆောက်ကိုသွားပြီးတော့ခါကြတော့ဒီချက်ဖြန့်ဝင်းလိန်ဂိုင်းနေကိုသူ့အနေနဲ့အပြေးတိုင်နှိမ်နှင်းမယ်ဆိုတဲ့တော့ဂရီကွက်ကိုလည်းသွားပြုတ်သွားတာမျိုးရှိတယ်။အဲ့ဒီနောက်ပိုင်းမှာဒီအမေရိကန်ဘက်ကဒီ strike force ကိုဖွဲ့တာဖြစ်တဲ့အခါကျတော့ဒီအဖွဲ့ရဲ့တိုက်အောင်မှုကဘယ်လောက်တိရှိလာနိုင်မလဲလို့မမျှနေမြင်နဲ့ ပထမဆုံးအနေနဲ့အမေရိကန်အနေနဲ့ပေါ့နော်ဒီကိစ္စတွေမှာဝင်ပါဝင်ပါတဲ့အချက်ကိုအရင်ဆုံးကျမတို့စဉ်းစားရမှာပေါ့နော်တကယ်တော့ကြားဖြန့်နေဒီငွေလိမ့်စင်တာတွေရှိနေရဆိုတာနှစ်ပေါင်းအများကြီးလုံခဲ့တဲ့နှစ်ပေါင်းများစွာကလေးရှိနေတာပေါ့နော်အမြင့်ဆွဲနေတာဒါပေမဲ့အခုမှဘာလို့ဒါတွေကိုအေးအေးယူတယ်လဲပေါ့အခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်အခုသူတို့လက်ရှိသမ္မတပေါ့နော်အဲအဲ့ဒီသူ့လက်ထက်ကြမှာဒါတွေကအသေးအံမြန်မာမှာရှိရတယ်လာအိုမှာရှိရတယ်ကမ္ဘောဒီးယားမှာရှိရတယ်ငါတို့ကလုံမယ်ဆိုတာမျိုးအဖွဲဖွဲစည်းလိုက်တာ တိကမြန်မာပြည်ကကြားဖြတ်ကိုနှိမ်နှင်းဖို့ဆိုတာမြန်မာနဲ့ဆက်ဆက်တဲ့အဲဒီအခုလက်ရှိချိန်မှာမြန်မာကသူ့ရဲ့နောက်ခံတရုတ်နဲ့ရုရှားနှစ်ခုပဲရှိတာဟုတ်တရုတ်နဲ့ရုရှားနှစ်ခုပဲရှိတဲ့အချိန်မှာတော့ရုရှားအထူးသဖြင့်ရုရှားပေါ့ရုရှားရဲ့အကူအညီမြန်မာအများကြီးယူလာတာဟုတ်မြင်တဲ့အချိန်မှာအဲဒါအမေရိကန်အနေနဲ့ကဒါဝင်ပါလိုက်တယ်လို့ပဲမြင်တယ်ဘာလို့လဲဆိုတော့ဒီကြားဖြတ်နေရှိနေတာက သူတို့အတွက်ဘာမှမထူကြဘူးအမအကြံပြန်ဆိုအမေရိကန်မှာလည်းရှိရပဲအော်စတြေးလျမှာလည်းရှိရပဲအင်္ဂလန်မှာလည်းရှိရပဲဟုတ်တယ်မလားအဲဒါပေမဲ့ဘာကြောင့်မြန်မာအောင်မရွေးပြီးတော့သူတို့ကအရှင်ယူရလဲပေါ့အဲအဲ့ဒါကတော့ကျမအမြင်အနေနဲ့ပြောရရင်မြန်မာရဲ့နောက်ခံဖြစ်တဲ့ဒီရုရှားနဲ့တရုတ်ရဲ့ပတ်ဝန်းပတ်သက်မှုတွေကိုလည်းနက်နက်နေနေပေါ့နော်သူတို့မြင်လာရလို့ပြီးတော့ကြတာဖြည်းဖြည်းနဲ့မြန်မာကမြန်မာပြည်သားရုရှားနဲ့ပူးပေါင်းပြီးတော့ စစ်တင်ရေးတွေလုပ်မယ်အာနျူကလ িয়ার လက်နက်တွေထုတ်မယ်ဒီလိုတွေဖြစ်လာပြီဆိုရင်အာဆီယံအနေနဲ့ရောအာဒီပြည်ချက်ဒီအမေရိကန်နေအနေနဲ့ရောချိန်ချောက်မှုတခုဖြစ်လာနိုင်တယ်ပေါ့အဲဒါကိုကြိုမြင်တဲ့အတွက်အခုလိုမျိုးသူတို့သူတို့ကစပြီးခြေလှမ်းနှမ်းလိုက်တယ်လို့ပဲမြင်နေပေါ့နော်နောက်တစ်ခုအနေနဲ့ကထိုင်းနိုင်ငံပေါ့နော်အဲထိုင်းနဲ့မြန်မာကြားမှာကိုထိုင်းမြန်မာနယ်စပ်ဒီမြောက်ပြည်ဘက်မှာကြားဖြန့်လုပ်ငန်းတွေဆိုတာပြောရမယ်ဆိုရင်နှစ်ဦးသဘောတူပေါ့ထိုင်းဘက်ကလည်းအာဒီဟာတွေကိုခွင့်ပြုထားတယ် မြန်မာဘက်ကလည်းအထိုင်းနဲ့ပေါင်းပြီးတော့ဘာလို့လဲဆိုတော့နေဆက်ဖြစ်တဲ့အတွက်ပါကိုပါတယ်လေအဲဒါပေမဲ့အခုချိန်မှာထိုင်းကဘာလို့ဒါတွေကိုထပြီးအရေးယူရလဲဒါတွေကိုပြင်းပြင်းထန်ထန်လုပ်လဲဆိုတော့ထိုင်းဘက်မှာလည်းဒီကြားဖြန့်ပြဿနာထွက်သွားတဲ့အချိန်မှာအာသူတို့ရဲ့ဒီ tourism ခရီးသွားလုပ်ငန်းတွေအစားရှိတဲ့ပြင်ဒါတွေအကုန်လုံးကသူတို့ဖက်ဖက်ကရုပ်ရော်လာတယ်။အဲရုပ်ရော်လာတာတွေကြောင့်သူတို့ကလည်းသူတို့နိုင်ငံရဲ့နာမည်ပြန်ဆယ်ဖို့အတွက် ို့မှအသေးတန်ထပြီးလုပ်နေလို့တော့ကျမအနေနဲ့ကတော့အဲ့လိုမြင်နေပေါ့နော်အဲ့တော့ဒီ time back ကအာတိုက်တိုက်ဆိုင်ဆိုင်အနေနဲ့ကတော့ time back ဝင်ကြီးချုပ်ကဒါမဲဆောက်ကိုလာတယ်လာပြီးသွားတဲ့အချိန်မှာ American ဘက်ကလည်းလုံကြီးညာတယ်ဆိုတော့ဒါကတော့တိုက်ဆိုင်မှုတည်းရဖြစ်သွားပါပေါ့နော်ဒါပေမဲ့ဒါကတကယ်တိုက်ဆိုင်မှုပဲလားဒါမှမဟုတ်အဲအကွက်ကြကြ season ထပြီးတော့ season เนี่ยရှေ့နောက်ဖြစ်သွားလာတော့ဒါ သူတို့တွေပဲအတင်းဆုံးဖြစ်မှာပေါ့နော်ထိုင်းကကြားဖြတ်လုပ်ငန်းကိုနှိမ်နှင်းမယ်ဆိုတာတော့ပေါ့နော်လေလာသုံးသပ်သူတွေအများစုမှာတော့ဒါယုံကြည်မှုသိပ်မရှိပါဘူးဘာကြောင့်လဲဆိုတော့ဒီကြားဖြတ်လုပ်ငန်းဆော့ဆော့မမြူနေပြောသလိုအခုမှဖြစ်လာတာမဟုတ်ဘူးတစ်ပတ်မှလည်းနော်အမေရိကန်ကအခုနောက်ဆုံးပေါ့လေ DKPA ကနော်ဒီကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်တဲ့ထိပ်ပိုင်းခေါင်းဆောင်၄ဦးကိုသူတန်းပိတ်ဆို့လိုက်တာတွေပါတယ်အဲ့ထဲမှာထိုင်းကုမ္ပဏီတစ်ခုလည်းပါတယ် ဲ့တော့တစ်ဖက်မှာလည်းเนาะထိုင်းနိုင်ငံရေးအတိုင်းဝိုင်းအတွက်မှာလည်းဒီမြန်မာပြည်ထဲကငွေလိမ်လုပ်ငန်းနေဟာထိုင်းအာဏာပိုင်းနေဒါမို့ထိုင်းအစိုးရရဲ့เนาะအဆင့်မြင့်အရာရှိတဲ့အပိုင်းတွေဒီပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတာကဒါထုတ်ဖော်မှုတွေရှိလာတယ်ဆိုတော့ထိုင်းနိုင်ငံရဲ့ဒီဗန္ဒာရေးဒုတိယဝန်ကြီးတယောက်ဒီကြပြန့်နဲ့သက်နွယ်တယ်ဆိုပြီးနှုတ်ဖြတ်သွားတာမျိုးရှိတယ် ထိုင်းနိုင်ငံအနေနဲ့ဒီကြဖြန့်လုပ်ငန်းကိုနှိမ်နှင်းမယ်ဆိုတဲ့ထိုင်းဝန်ကြီးချုပ်ရဲ့မဲဆောင်မှာပြောတဲ့အခါဟာတကယ်တမ်းကျရင်ရှေ့ပြေးနမိတ်အနေနဲ့ဒါဟန်ပြလောက်ပဲလို့လူတွေကသဘောထားတယ်။ခုဆိုရင်ဟိုရုရှားကစစ်တမောကြီး၃ဇင်းတမမာပြည်ကိုစီရလေးချင်းဖို့ဆိုပြီးတော့ရောက်လာတယ်။အဲ့နဲ့တစ်ဆက်တည်းပါပဲ။အခုဒီဆိုရှယ်မီဒီယာမှာလည်းတော့ရုရှားစစ်သားတွေ နော် ရန်ကုန်မြို့ရဲ့ shopping center တွေမှာဟုတ်လား online ကျင်းလိုက်ကြီးနဲ့ဆိုတာဈေးဝယ်ထွက်နေကြတာတွေရုရှားစစ်သားတွေက social media တွေမှာပေါ်ပေါ်တင်တင်ယုံလုံးထွက်ပြတဲ့အဆင့်ကိုရောက်လာတယ်။ Ukraine နဲ့လည်းစစ်ပွဲဖြစ်နေတဲ့နိုင်ငံနောက်ပြီးတော့ဥရောပနိုင်ငံတွေ American အပါအဝင်ဥရောပနိုင်ငံတွေကလည်းရုရှားကဥရောပတဲ့အဓိကချိတ်ချောက်နေတဲ့နိုင်ငံဆိုတော့အားလုံးကသဘောတူလက်ခံထားရတယ်။ရုရှားနဲ့နီကတ်ဆုံးဖြစ်တဲ့ Belarus နိုင်ငံ ဆိုရင်เนาะရုရှားနိုင်ငံရဲ့သူ့ရဲ့နျူကလ িয়ার နက်လက်ကိုပါသွားပြီးတော့ချထားတဲ့သတင်းတွေလည်းထွက်လာတပတ်မှလည်းနျူကလ িয়ার ကိုမြန်မာစစ်တပ်ကဘလောက်ထိလိုအပ်နေတယ်သူဘလောက်ထိသူတို့အသေးအံရဖို့စ조사နေတယ်ဆိုတာဒါတကဘာလုံးကသိတယ်လို့အိန္ဒိချင်းဒီထိုင်းနိုင်ငံတို့အာဆီယံတို့ကလည်းမသိပါဘူးသိတာပဲဒီလိုအချိန်ဒီမှာကြားဖြန့်လုပ်ငန်းဟာငွေလေယုံငါတို့ပတ်စံရနေုံနဲ့ မပြီးတော့အခုဆိုချားပြန့်လုပ်ငန်းဟာဟော်လာဝိုကမ္ဘောဒီးယားအဒီယာမာတစ်ဆင့်ဥမာထားတော့လူမှောင်ကိုတွေပြန်ပေးဆွဲမှုတွေဒူးစရိုက်ပေါင်းစုံဌာနကြီးဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီဟာတွေကိုခြုံငုံသုံးသွက်လိုက်လို့ဒါလင်းအမေရိကန်ကအခုလိုဟိုပေါ်ပေါ်တည်တည်ပါဝင်လာတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်အမေရိကန်အနေနဲ့ကတော့အခုလက်ရှိချိန်ဒီမှာသမ္မတဒေါ်နယ်ထရန့်ပေါ့နော်ဒေါ်နယ်ထရန့်အနေနဲ့ကသူလက်ရှိမှာနိုင်ငံကြီးတော်တော်များများရဲ့လှုပ်ဆောင်ချက်တွေမှာသူ တစားတစားပါဝင်လာရင်တော့အဒီအရှာဘက်ကခိဆိုင်နဲ့ပတ်သက်ပြီးအမေရိကန်အနေနဲ့ပါဝင်ခြင်းမရှိဘူးပေါ့နော်ဒါတိတာပေါ်ပေါ်တင်နဲ့ဘလို့နိုင်ငံရင်းအနေနဲ့မှာပါဝင်ခြင်းမရှိဘူးဥမာစီးပွားရေးရတော့တစုံတစ်ခုတော့၎င်းအဲဒီလိုမျိုးအခြေအနေမှသာပါဝင်တာပေါ့နော်ခုကဒီအမေရိကန်အနေနဲ့ကဘာဖြစ်လဲဆိုရင်ဒီထိုင်းနဲ့ကမ္ဘောဒီးယားအရေးတုံးကလည်းအမေရိကန်အနေနဲ့ဝင်ရောက်ဆက်ဖက်တာမျိုးရှိလာတယ်အဲပြီးတော့ကြတော့ခုကတိတိတတ်တာမြန်မာပေါ့နော်အမေရိကန်ရဲ့ဒီ ဒေါ်နယ်ထရန့်ရဲ့တမိုင်းတခြားလက်ဒီလက်ထက်မှာပေါ့နော်မြန်မာမြန်မာကိုအရှင်ယူရာမျိုးအာမြန်မာနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချရမျိုးဆိုတာဒါရှားတယ်ပေါ့နော်ရှားကျွန်မအနေနဲ့ကတော့အဲ့လိုပဲမြင်တယ်ဒါပေမဲ့အခုချိန်နေမှာဒါတော့မြန်မာအကြဖြတ်နေအဓိကတော့ဒီလာအိုနဲ့ကမ္ဘောဒီးယားဆိုတာကတော့အဖြစ်အနေနဲ့ထည့်ထားတယ်လို့ပဲမြင်တယ်ဘာလို့လဲဆိုတော့လာအိုတို့ကမ္ဘောဒီးယားတို့ဆိုတာကအဲ့လောက်ထိအရှင် ယူရလောင်ထီပေါ့နော်ဟိုမများသေးဘူးပေါ့နော်ဒါပေမဲ့ဒီခုကမြန်မာမြန်မာလာအိုကမ်ဘောဒီးယားဆိုပြီးတော့သူတို့ဒီအဖွဲတွေဖွဲ့ပလိုက်အတိအကြဖြတ်နေကိုနှိမ်နေမှုဆိုအဖွဲတွေဖွဲ့တယ်အဲဒါက ကြားဖြန့်လို့ခေါင်းစဉ်တက်ထားရုံတက်တက်လို့ပဲကျမအနေနဲ့ကတော့မြင်နေပါတော့ဒါတွေစုံစမ်းဖို့ဆိုသူတို့ကတရားဝင်နိုင်ငံရေးလမ်းကြောင်းတွေရတရားဝင်စုံစမ်းစစ်ဆေးရတွေလာတော့မယ်အဲဒါလို့ဆိုရင်ကအမေရိကန်အနေနဲ့ပေါ့နော်မြန်မာဘာကြီးလုံနေတယ်ဆိုတာကိုအနည်းကလေးလာနိုင်တဲ့အခွင့်အရေးကိုလိုချင်တဲ့အတွက်လိုလုပ်တယ်လို့ပဲမြင်နေပါတော့ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့မြန်မာနဲ့ရုရှားရဲ့ဆက်ဆံရေးပေါ့အလုံးသိတဲ့အတိုင်းပဲမြန်မာစစ်တပ်ကတော့ပူလောင်နေရရုရှားကိုပညာတော်တင်သွားရတယ်ဆိုတာဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်များစွာခဲ့ရပါတော့။ဆိုတော့ဒီ project တွေဒီစီမံကိန်းတွေဟာဘယ်လိုမြင်လိုက်ဦးဆောင်လဲစစ်ကော်မရှင်အနေနဲ့ကနှစ်ပေါင်းများစွာခဲ့ကြိုတင်ပြီးစီစဉ်ထားတဲ့အရာတွေ။ဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ခုချိန်ဒီမှာကတော့အမေရိကန်မြန်မာပြည်ရဲ့အရေးကိုစတင်စိတ်ဝင်စားလာပြီလို့သတ်မှတ်လို့ရပြီလို့တော့ထင်ပါတယ်။ဟုတ်ကဲ့ဟုတ်။ American ဟာကမ္ဘာပလေကြီးပေါ့။ကမ္ဘာကြီးရာကိစ္စအတော်များများမှာ American မပါဘဲနဲ့ပွဲရမပြီးဘူး။အခုဆုံးထိုင်းနိုင်ငံက ကြပြတ်နေနေလုံမယ်လို့ပြောတာကိုစစ်ကော်မရှင်ရတော်လကောင်းဒီကြပြတ်လုံနေ DKPA BGF သူကဘုတ်ချစ်သူသူပြောတဲ့ပုံစံအောင်တော့အဲသူတို့ကဒါတွေကယူဖို့မဆိုင်ဘူးသူကနှစ်ပေါင်းများစွာဒီလိုနဲ့ပဲလေတက်လာတာကြားပြီ American ဖွဲ့လိုက်တဲ့သူ့ရဲ့ strike force တဲ့မှာမြန်မာပြည်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတစ်ခုကိုလည်းသူကထည့်ထားတယ်ဒါမြန်မာစစ်ကော်မရှင်အတွက်ရောထိုင်းမြန်မာနယ်စပ်က BGF DKPA ခေါင်းဆောင်တွေအတွက်ကောဒါတကယ်ကိုတမစိုးရင်စရာ ဖြစ်ရတခုဖြစ်တယ်။ဘာကြောင့်လဲအမေရိကန်ပါလာလို့အဲတခုခုဖြစ်ရင်သူလူလိန်နေတဲ့ထုံးစံအတိုင်းသူရုပ်ပြလေးလုပ်ပြလိုက်မယ်။ဆိုတာမြားဝတီကန္နာမှာအောင်ကြားပြန်နေနေမှာရေဆိုပြီးဒီမြမစစ်ကောင်မရှိရတဲ့သူစစ်သားတွေကိုလွတ်ပြီးတော့ဟိုမှာဘုံတွေခွဲပြတယ်ဖြက်စီးပြတယ်အဲ့ဒါတွေကိုဗီဒီယိုတွေရိုက်ပြီးတော့ပြတယ်။ဒါဟာအယောင်ပြပဲ။ဒီကြားပြန်လုပ်ငန်းကိုနှိမ်နှင်းဖို့ဟာအမေရိကန်ပါလာမယ်ဆိုရင်တော့ဖြစ်ရနိုင်တယ်။ဒီကြားပြန့် လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့ဒီခု BGF DKPA စစ်ကော်မရှင်အားလုံးဟာလည်းအခြေအနေတစ်ခုကိုမှစိုးရိမ်စရာအဆင့်ကို ရောက်လာတဲ့အနေအထားရှိတယ်။အမေရိကန်ဟာတီးတဲ့ပုံပြီးမှလက်တွေ့ကျကျပါဝင်လာမယ်ဆိုရင်တော့အမေရိကန်ရဲ့ပါဝင်မှုဟာကြားပြတ်နေနေုံနဲ့မဟုတ်တော့ပဲနဲ့ဒီမြန်မာစစ်ကောင်စီအတွက်ပါဒါအနေအထားရဲ့နေသားကိုရောက်သွားပြီလို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တာပါ။